မိုင်းဖြဲ့မြို့နယ်၌မြို့နယ်အဆင့်ကျောင်းအနိုင်ရင်း၏အခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာကြီလိပ်ခရိုင်မိုင်းဖြဲ့မြို့နယ်တွင်2025-2026ပညာသင်နှင့်မြို့နယ်အဆင့်ကျောင်းအနိုင်ရင်း၏အခမ်းအနားကိုမေလ30ရက်နေ့နဲ့9နာရီကအထက်ကမိုင်းဖြဲ့ရှိရွှေလီဆောင်ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာအခြေခံပညာထက်တန်းကြောင်းမိုင်းဖြဲ့မှကျောင်းသားကျောင်းသူများကကျောင်းဝကျဆုတစ်ချင်းဖြင့်တီးဆူဖြုတ်ပြ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်။ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံကပညာရေးကဏ္ဍတွင်ဆရာဆရာမများသည့်များစွာရေးပါကြောင်းယခုနှစ်ပညာသင်နှစ်၏ဆောင်ပုဒ်ဖြစ်သည့်ကျောင်းနေရွယ်ကလေးအားလုံးစင်စက်မပြတ်ပညာသင်ယူဖို့ကျောင်းအနှံကြပါစို့နှင့်အညီကျောင်းနေရွယ်ကလေးအားလုံးကျောင်းအနှံရေးအတွက်ဆက်လျင်၍အမှားစကားပြောကြားခဲ့ပါသည်။ထို့နောက်ခရိုင်ပညာရေးမှူးဒေါက်ခေဝင်းကြီးက ကျောင်းနိုင်ရည်နှင့်အခမ်းအနားကျင်းပရခြင်းနှင့်ယေရှုတင်စကားများပြန်လည်ပြောကြားခဲ့ပါသည်ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးတင်ဝင်းသုံးခရိုင်ပညာရေးမှူးဒေါက်ခင်ဝင်းကြည်နှင့်တာဝန်ရှိသူများမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလာမျိုးနှင့်အဖွဲ့ဝင်များကနိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးရသည့်ဗလာစာအုပ်နှင့်စာရေးကိရိယာများကျောင်းဝတ်စုံနှင့်သင်ကြားသင်ယူမှုအထောက်အကူပြုပစ္စည်းများကိုပေးရရာကျောင်းဆရာမကြီးများနှင့်တာဝန်ရှိသူများကလက်ခံရယူခဲ့ပါသည် ထို့နောက်အထကဟူနာမကျောင်းသားကျောင်းသူများကပညာရေးတခြင်းဖြင့်တည်ဆုပ်ပြပြ၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။